company ဖက်ကတော့ဒေါ်လာ100ပဲရောင်းပေးနေတဲ့အင်ဂျီတစ်ထည်ကိုဒေါ်လာ1000လောက်ပေးပြီးပြန်ဝင်နေကြတယ်ဗျ။ဘိုင်းအင်ဂျီမို့လို့ဒီလောက်မတန်မဆပေးဝင်နေကြရတာလေ။ဘာ brand မို့လို့ဒါတော့မကသေးပဲဒီ brand ကိုလိုချင်လို့မနဲ့အစောကြီးကနေဆိုင်ရှိလာတန်းစီနေတဲ့လူဒန်းကြီးတစ်ခုကိုလေအပတ်စဉ်ကြာတာပလေးနေ့တိုင်းတွေ့နေရအောင်မယ်။တခါတလေဆိုရင်ဆိုင်ရှိမှာရန်ဖြစ်တာတွေတော့ရှိသေးတယ်။ဒါတော့သူတို့ရဲ့ product တွေကိုကြီးညာတာတွေပါလေလုံးဝမလိုရသေးဘူး။ဆိုတော့ဘိုင်းမို့ဒီလောက်လိုချင်နေကြရတာလေ။ ဒီ brand ကတော့အားလုံးသိတယ် Supami Sorry sorry Spring လို့ခေါ်ပါတယ်ဒါဆိုဘာလို့ Spring ဟာကဘာတဝမ်းကအလို့အယက်ဝင်နေရတဲ့ brand တစ်ခု ဖြစ်နေရတယ်ဘလို့အချက်တွေက Spring ကို Titan Streetwear Fashion Brand တစ်ခုဖြစ်လာစေခဲ့တာလေဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်လို့ Spring မှာ Spring Man ဆိုတဲ့လူတွေကြီးကိုကြီးတဲ့ဗီဒီယိုတစ်ပုတ်ပါပဲ လူငယ်တွေကြားတဲ့ streetwear ဆိုတဲ့ fashion industry ဟာတဖြည်းဖြည်းစိုးမိုးလာတာနဲ့အမျှမတူညီတဲ့ streetwear brand တွေဒုနဲ့တွေကိုပေါ်ပေါက်လာခဲ့တာပါ streetwear ရဲ့ fucking stussy တို့ spring တို့ bait တို့စားရစားတဲ့နာမည်ကြီး brand တွေဟာသူတို့နေပယ်ကိုစီမှာတော့ဆရာကြီးတွေကြီးပါပဲ okay ဒါဆို streetwear ဆိုတာဘာလဲ streetwear ဆိုတာကတော့ခုခေတ်လူငယ်တွေကြားတဲ့ပြန့်နှံ့လာတဲ့ပေါ့ပေါ့ပါပါ fashion တွေလို့အလွယ်ပြောလို့ရပါတယ် 1980ဝန်းကျင်လောက်က Stussy ဆိုတဲ့ brand ကနေအစပြုခဲ့တာဖြစ်ပြီးတော့စကိတ်စီးတဲ့လူငယ်တွေအားကစားလုပ်တဲ့လူငယ်တွေကိုအတိအကတာဂက်ထားထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ဒီ fashion ဟာခဏအတွင်းမှာပဲတကဘာလုံးစီပြန့်နှံ့သွားခဲ့ပြီးတော့ခုချိန်ထိနာမည်ကြီးနေတဲ့ fashion တစ်ခုဖြစ်လာကနေ့စဉ်ဘဝအထီတော်နေရာယူထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုမှာပြောပြချင်တာကတော့ streetwear အကြောင်းမဟုတ်ပဲဒီ industry ရဲ့အထူးခြားဆုံး brand တစ်ခုဖြစ်တဲ့ Spring အကြောင်းပဲဖြစ်ပါတယ်။ ဒီတော့ spring အကြောင်းကိုပြန်သွားရရင် deep brand ဟာသူတို့ရဲ့ product တွေကိုရောင်းထွက်စေဖို့တာမန် business တွေလို့ကြီးညာတာတို့ဘာတို့လုံးဝမလုပ်ဘူးအတင်းကြီးထိုးရောင်းတာမျိုးလည်းမလုပ်ဘူးလူတွေရဲ့အကြိုက်ကိုလည်းမလုပ်ဘူးသူတို့ရဲ့ဈေးရောင်းတဲ့ပုံစံကတော့ရှင်းပါလေငါတို့ကတော့ဓာတ်ထုတ်ထားတယ်ဝေးချင်တာဝေးချင်နေဆိုရင်တော့မြန်မြန်ဝေးဆယ်ခုတက်တော့ပို့မရအောင် psych that's the wrong number ဆိုတော့ spring ရေလို့ဖြစ်လာဖို့အတွက် တို့အတိအကဒါလုံးနေကြတဲ့ marketing strategy က၄ခုပဲရှိပါတယ်ပထမတစ်ခုကတော့ collaboration နာမည်ကြီး celebrity တွေအချိန်ဝါကြီးတဲ့ပွဲတွေနဲ့ကဘာကျော် brand တွေတော်တော်များများဟာ spray နဲ့ကင်းနေဆိုတာမရှိပါဘူးအစာကလေးကကြော်ကြားတဲ့ brand တစ်ခုကဒီလိုနာမည်ကြီးတဲ့လူတွေ brand တွေနဲ့တွဲလိုက်တော့ပူပြီးတော့အောင်မြင်လာတာမဆန်ဘူးလို့ပြောရမှာပါဥပမာ 2020က Nike ရဲ့ Air Force 1ကို Spring နဲ့ collaboration လုပ်ထားတဲ့ Spring Nike Air Force 1ဆိုတဲ့ဖက်ကိုပဲကြည့်ပါ Spring ကိုမကြိုက်ဘူးဆိုရင်တော့အစကတည်းကလူကြိုက်များခဲ့တဲ့ Air Force 1ကိုကြိုက်လို့ဝေခဲ့တဲ့လူတွေမှာတဘုံတဘောကြီးပါပဲအရှိုးကလည်း Nike ကိုမကြိုက်ပေမဲ့ Spring ကိုမှ collaboration လုပ်ဖို့အတွက်ဝေခဲ့တဲ့လူတွေလည်းအများကြီးရှိပါတယ်ဒီတော့နှုတ်ဦးနှစ်ဖက်အရှုံးမရှိဘူးပေါ့ဗျာဒီလိုပုံစံတူပဲ The North Face တို့ Bay တို့ Jordan တို့စားရစားတဲ့နာမည်ကြီး brand တွေအပြင် အဆိုးဆုံးမှအဆိုးဆုံးဆိုတဲ့ collaboration တွေကိုလည်းလုပ်ခဲ့ပါသေးတယ်။ဒါမှမဟုတ်မပြောတော့ပါဘူး။ စပရင်ရဲ့ marketing strategy ဒုတိယတစ်ခုကတော့ limited ဖြစ်တာပါ။ရှားလေဈေးကြီးလေဆိုတဲ့စီးပွားရေးစိတ်ပညာကိုစပရင်ရဲ့ CEO ကသိနေပုံရပါတယ်။ဒါနဲ့စကားမဆက်ဒီလိုမျိုးစီးပွားရေးမဟာဗျူဟာတွေနဲ့ marketing ပညာရက်တွေကိုစိတ်ဝင်စားရတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ရွှေနှုတ် app တွေကကိုယ့်ရဲ့စီးပွားရေးကိုအောင်မြင်စေမဲ့ marketing show ရှက်များဆိုတဲ့ collection ထဲမှာ marketing နဲ့ပတ်သက်တဲ့စာအုပ်15အုပ်ရဲ့အနည်းချုပ်ကိုအတန်နဲ့ရောစာနဲ့ပါနားထောင်လို့ရနေပါပြီ။ရွှေနှုတ် app ဆိုတာကတော့နိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာနဲ့အနည်းချုပ် ါသာပြန်ပေးထားတဲ့အပြင်အသံနဲ့ရောစာနဲ့ပါဖတ်ရှုလို့ရတဲ့ application တစ်ခုဖြစ်ပါတယ်။ကိုကအနည်းဆုံးမဖတ်ရှင်ဘူး။တအုပ်လုံးမှဖတ်ရှင်နေဆိုရင်လည်း full audio ပုတ်တယ်ရှိနေတာမို့ခုဒီ video ကိုကြည့်နေတဲ့မိတ်ဆွေတို့သာစာဖတ်ရတာကြိုက်တယ်ဆိုရင်အခုပဲ Play Store နဲ့ App Store တို့မှာ download ရယူနိုင်ပါပြီ။ဒါဆို Spring အကြောင်းကိုဆက်ပြောကြရအောင်။ Spring ရဲ့ product တွေဟာဝေချင်တိုင်းဝေလို့ရတဲ့ခပ်ပေါ်ပေါ် PC တော့မဟုတ်ပါဘူး။တခါတော့ရင် PC အမျိုးအစားပေါ်မူတည်ပြီးထောင်ကနေကနေတောင်းကနေလောက်ထိပဲထုတ်တယ်။ အာဒါကများတယ်လို့ထင်ရမယ်မယ်လူပေါင်း8ဘီလီယံကျော် ရှိတဲ့ကမ္ဘာတစ်ခုလုံးစီကိုဖြန့်ဖို့တောင်းကနန်းလောက်ပဲထုတ်တယ်ဆိုတော့နင်းနေမတရားပါဘူးဒီတောင်းကနန်းကိုမှဝယ်ခြင်းတပါဆိုရင်တော့အင်္ဂါနေ့နေ့လေ7နာရီမှာသူတို့ရဲ့ official website တွေကိုသွားပြီးတော့ registration သွားလုပ်ရမယ်ဒီကနေမှဝယ်ယူဖို့အရွေးခံရတဲ့လူတွေဟာကြာတာပရင်းနဲ့မနဲ့အစောကြီးကနေဆိုင်ရှင်းမှာသွားတန်းစီရပါတယ်ပတ်စံရှိတိုင်းလဲဝယ်ဝင်ရမှာမဟုတ်တလို့ ပါဝါရှိတိုင်းနဲ့အရွေးခံရမှာတော့မဟုတ်ဘူးကြာပန်းရွေးချယ်သွားတာဒါကပဲ spring ဆိုတဲ့နာမည်ကိုပုံမကြီးမားလာစေတာဖြစ်ပြီးတော့လူတိုင်းလူရဲ့ဝင်နေရတဲ့ brand တစ်ခုဖြစ်လာခဲ့တာပါကိုယ့်လက်ထဲမှာ spring item တစ်ခုကင်နာနာနဲ့တင် border တွေကြားမှာဘရင်တစ်ပါးဖြစ်ဖို့ထိုက်တန်နေပါ spring ဟာတခြား brand တွေနဲ့ collaboration လုပ်တဲ့ PC တိုင်းကိုလည်းဒီလိုပဲ limited နဲ့ထုတ်လုပ်နေတာဖြစ်ပြီးတော့ spring ဆိုတာရန်ရှားတဲ့ brand กว่าဆိုတဲ့ဂုံပုတ်ကိုလုံးဝထိန်းထားနိုင်တာပဲဖြစ်ပါတယ် ဒီလိုဝေခွင့်ရတဲ့လူတွေကလည်း resale market ထဲမှာပြန်ရောင်းချကြပြီးတော့ဒေါ်လာ90တဲ့အင်ဂျီတတွေကိုဒေါ်လာ900လောက်တင်ပြီးတော့ကိုရောင်းနေကြတာပါဒါကိုလည်းပတ်စံရှိတဲ့လူတွေနဲ့ collect လုပ်တဲ့လူတွေကဝေယူကြပါတယ်ဒါကြောင့်ပဲဒီ brand ကိုရှားပါးပြီးဈေးကြီးတဲ့ brand ဖြစ်လာစေခဲ့တာပါပဲဒါကို company ဖက်ကသိတယ်ဒါပေမဲ့ပြုံးပြုံးကြီးကိုထိုင်ကြည့်နေတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့တတိယမြောက် marketing strategy က ရစင်မကဖြစ်နေလို့ပါပဲဝေလိုအားကအရန်များနေပြီးတော့ရောင်းလိုအားကအရန်နေနေတယ်ဆိုရင်ဈေးတက်တာကမဆန်းပါဘူးမျက်စိတွေမြင်အောင်ပြောရမယ်ဆိုရင်ရေအရန်စာနေတဲ့လူတွေကြားထဲမှာရေတန့်ဘူးဆေဘူးလောက်ပဲကင်ပြီးတော့ရေတန့်တဘူးကိုတပေါင်းဆိုပြီးတော့ပတ်ရောင်းကြည့်လိုက်ပါတဲရပါတယ်ဈေးတော့စစ်ကြမှာမဟုတ်ပါဘူးဒီလိုပဲ Spring ဆိုတဲ့ brand ဟာအရေအတွက်တပေါင်းပဲထုတ်တယ်ဒါမှ DPC ကိုလိုချင်နေတဲ့လူတွေက9သိန်းလောက်ရှိနေတယ်ဒီတော့ ဝေခွင့်ရခဲ့တဲ့လူတွေကလည်းဈေးတွေအဆမတန်တင်ရောက်ကြတော့ပါတယ်ဒီလိုကနေ resale market မှာအတွေ့အရဆုံး brand တစ်ခုဖြစ်လာခဲ့တဲ့အပြင်ကမှ spring ကိုတော့မကြိုက်ဘူးဒါမှအမျက်လိုချင်လို့ပြန်ရောက်မယ်ဆိုတဲ့လူတွေကိုပါဝေယူဖို့တွန်းအားတစ်ခုဖြစ်လာစေခဲ့တော့တာပါဒီလိုမျိုးအမြဲတမ်းဈေးနေနေနဲ့ဝေတယ်ဈေးများများနဲ့ပြန်ရောက်မယ်ဆိုတာကတော့လွယ်ကူနေတဲ့စီးပွားရေးတစ်ခုတော့မဟုတ်ပါဘူးဒီလိုပြန်ရောက်နိုင်ဖို့က product အတိုင်းဟာရိုးရှင်းလွန်းနေလေမရတလို့ဆန်းသက်လွန်းနေလေ အဆင်ပြေမနေပါဘူး spring ကတော့ဒီနှစ်ခုရဲ့ကြားမှာရက်နေနိုင်တာတော်ရုံကျွမ်းကျင်မှုတစ်ခုတော့မဟုတ်ဘူးဆိုတာမျက်မြင်ပါပဲခုဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေပဲတွေးကြည့်ပေါ့တစ်ခါလာလဲဒီအင်ဂျီဒီပုံစံနောက်တစ်ခါလာလဲဒီအင်ဂျီဒီပုံစံဘယ်သူကဝေရှင်ကြတော့မှာလဲဒီတော့ဒီ brand ကိုမှ collect လုပ်နေပါတယ်ဆိုတဲ့လူတွေကတော့စုတာစုနေရတယ်ဘာအရသာဘာ feeling မှမပေးနိုင်တော့ပါဘူးဒါ ਉਹ လေ spring ကကောင်းကောင်းတည်တည်တော့တစ်ခုနဲ့တစ်ခုနဲ့မယိုးရအောင်ကိုပေါက်ပေါက်ရှာရှာတွေရှာကြံထုတ်ပါတော့တယ် ဒါကတော့ Spring ရဲ့ Structure မြောက် Marketing Strategy တစ်ခုဖြစ်လာခဲ့တော့တာပါ Spring ဟာဘသူမှမထင်ထားတဲ့ item တွေကိုထုတ်ပြီးတော့ collector တွေကိုတရေကြောင် လုပ်တယ်2016ဝင်းကျင်လောက်ကဆိုရင်လည်း Messi Messi Fashion Brand တစ်ခုက okay တွေရောင်းလာတော့တယ်တာမန်ထပ်တော့ထူးခြားနေတယ်ဒါမှလူတွေနဲ့လည်းမစိမ်ဒီတော့ဝင်းကျင်တဲ့လူတွေကလည်းတန်းစီစောင့်ခဲ့ရတာပေါ့ဒီ okay ကြီးဟာဆိုရင်စရောင်းခဲ့တော့ကဒေါ်လာ90 မြန်မာဝင်နေဆိုရင်2သိန်းကျော်ကျော်နဲ့ပဲရောင်းခဲ့တာပေါ့ဒါပေမဲ့ resale market ထဲမှာဒေါ်လာ1000ဝန်းကျင်မြန်မာဝင်နေဆိုရင်သိန်း40ကျော်ရှိနေပါပြီပြီးတော့ခွေးစာခွက်တွေဂီတာတွေစကိတ်တွေနာယီတွေအယုတ်တွေပြောရင်ကုန်ပါအောင်မဟုတ်ပါဘူးပုံဝင်းကျင်မှာရှိတဲ့အရာ10ခုတည်းက9ခုလောက်ကို spring ကထုတ်ဘူးပါတယ်ဒီလိုမရိုးရတဲ့အိုင်တန်တွေလက်ရတွေဟာ collection လုပ်နေတဲ့လူတွေကြားတဲ့ဝေဝေခြင်းစရာကောင်းနေတော့တာပါ ဒါကြောင့် spring ကဘာပဲထုတ်ထုတ်ကိုနဲ့ဆိုင်းဆိုင်မဆိုင်းဆိုင်းလိုက်စုတဲ့အဖွဲကတီးတန့်ကိုရှိနေတာပါဒီလိုလူတကာမျက်စိကြားကျင်စရာ brand တစ်ခုကဘလို့ပေါက်ဖွာလာလဲဆိုတာခု DB ရောကိုကြည့်နေတဲ့လူတွေသိရင်ကြမယ်လို့ထင်ပါတယ် spring brand ကိုတော့1994မှာ James Beer ကနေတည်ထောင်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်နှစ်ပေါင်း30ကျော်နေပါပြီဒီမတိုင်ခင်သူဟာ street wear ရဲ့ fucking Stussy brand မှာ manager အနေနဲ့အလုပ်လုပ်ဘူးပါတယ် ဒီလှုပ်လှုပ်တယ်ဆိုတာကလည်းသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ Stussy Founder Shorts to See ကိုကုညီဖို့အတွက်ပါပဲတကယ်တော့ JB ဟာ Stussy တက်တောင် clothing ဖတ်မှာအတွေ့အကြုံပိုရှိတယ်လို့ပြောရမှာပါ JB ဟာ parachute ဆိုင်မှာအလုပ်လုပ်ခဲ့တာပါဒီဆိုင်ကိုတာမန်အင်ဂျီဆိုင်ဒီဇိုင်းလို့ထင်ရင်တော့မှားွားပါပြီဒီဆိုင်က Michael Jensen တို့လိုနာမည်ကြီးပုဂ္ဂိုလ်တွေပဲဝေဝတ်ကြတဲ့အင်ဂျီဆိုင်ပါဒါမှမဟုတ် JB ဟာဒီဆိုင်ကနေအလုပ်ထွက်ခဲ့ပြီးတော့အရန်ရှားတယ်အရန်ရှားရခက်တယ်ဆိုတော့ လူသိမ့်မဝင့်ချင်ရတဲ့ street way တွေကိုစတင် ရောင်းချပါတော့တယ်။ဒီကနေပြီးတော့မှတစဉ် Stuzy ရဲ့ founder နဲ့ရင်းနှီးခဲ့ပြီးတော့ Stuzy ရဲ့ပထမဦးဆုံးဖွင့်မဲ့ဆိုင်အတွက်သူလေးပါဝင်ကူညီပေးခဲ့တာပါ။ဒီနောက်ပိုင်းမှာတော့ Short Stuzy လည်းအနားယူလိုက်တာကြောင့် JB ကလည်းကိုပိုင် brand တစ်ခုဖြစ်တဲ့ Spring ကိုစတင်တည်ထောင်ခဲ့တော့တာပါ။ brand ကြီးတွေရဲ့အောက်မှာကျင်လည်ခဲ့တဲ့လူဆိုတော့ street way တဲ့အကြောင်းကိုကောင်းကောင်းသိလာတယ်။ပြီးတော့ဈေးကွက်ရဲ့ Nissan One တွေကိုသိလာခဲ့တယ်။ဒီကနေမှတစဉ် မယူရောက်မှာပဲဘသူမှစိတ်ဝင်စားတဲ့စကိတ်ပစ္စည်းအယောင်ဆိုင်တစ်ခုကိုဖွင့်လိုက်ခဲ့ပါတယ်။စဝင်တော့ကဒေါ်လာ12000နဲ့ပဲဖွင့်ခဲ့တာဖြစ်ပေမဲ့အခုဆိုရင်တော့2.1ဘီလီယံအထိတောင်တန်ဖိုးကြီးနေခဲ့ပါပြီ။ဒီလိုအောင်မြင်နေတာတောင်မှသူ့ရဲ့ဆိုင်ခွေတွေဟာတကဘာလုံးအတိုင်းအတာနဲ့16ခုပဲရှိနေတာပါ။ Spring ဆိုတဲ့နာမည်ကတော့ John Coltrane ရဲ့ A Love Spring ဆိုတဲ့သရှင်ရဲ့နာမည်ကြီးပါပဲ။ကြည့်ရတာဂျပီယာအနေနဲ့ဒီသရှင်ကိုအတော်သဘောကျပုံရပါတယ်။ဒါမဲ့ဂျပီယာအနေနဲ့တော့ဟုတ်တယ်ဆိုပြီးတော့အတီးပြူတာကတော့မရှိပါဘူး။ ဒီလိုကနေကဘာကျော်လာခဲ့တဲ့ brand ဟာနှစ်ပေါင်း30ကျော်တဲ့အထိပို့ပို့ပြီးတော့ကြီးမားလာတဲ့ဂုံပုတ်တွေကြောင့်အတုတွေကလည်းမနှဲမနှောပေါ်ထွက်လာခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာ spring ကိုလူမဝစ်ချင်ကြတဲ့အဓိကပြဿနာကဒီအတုတွေကြောင့်ပါပဲကျွန်တော်တို့နိုင်ငံမှာဒါ spring ကမအောင်မြင်တာပါတန်တဲ့နိုင်ငံအတော်များများကလူတွေကတော့ Spring ဆိုတဲ့ brand ကိုတန်တန်ဆွဲတံပိုးထားနေကြပါတယ်။ဆိုတော့ဒီနေ့ပြောပြပေးသွားတာက Streetwear Industry တစ်ခုလုံးရဲ့ထိပ်ပိုင်း brand တစ်ခုဖြစ်တဲ့ Spring အကြောင်းပဲဖြစ်ပါတယ်။ဒီ brand ဟာ တခြားစီးပွားရေးတွေလူကြော်ညာတာတွေကိုလုံးဝအရေးမထားဘူးရှားတယ်ဈေးကြီးတယ်ထူးဆန်းတယ်ဒီလိုမျိုးနီးပြူဟာတွေကိုတေချာကင်တွယ်နေတာကြောင့်နာမည်ကြီး celebrity တွေတောင်ဝေဝတ်ရတဲ့အသည့်အချိန်ဟွာကြီးမားတာပါဒီလိုအချိန်ဟွာကြီးမားလာတဲ့နောက်ွက်မှာလဲ founder Javier ရဲ့ထိုးပေါက်မြင်နိုင်ဇွမ်းတွေကိုမေးထားလို့တော့မရပါဘူးခုဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေကရော spring ရဲ့ bay item တွေကိုပို့ပြီးသဘောကျလဲ ဒါမှမဟုတ်တခြားဘယ်လို brand တွေကိုသဘောကျသေးလဲဆိုတာကို comment တွေမှာဖြည့်ပေးသွားကြပါအောင်ဗျာ။ Shino app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Shino Facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။